အမေဖြစ်တဲ့သူကသားလေးကိုခေါ်ပြီးတော့လှေလေးနဲ့ခရီးထွက်ဖို့ပြင်ဆင်နေပါတယ်။သားလေးကိုလှေထဲထည့်ပြီးပြီးချင်းမှပဲအများတချောင်းနဲ့ခန္ဓာကိုယ်ကိုအပြစ်ခံလိုက်ရမယ်ဆိုတာဘသူကသိမှာပါလဲ။မတိနားမလည်တဲ့ကလေးလေးကတော့လှေထဲမှာရေစီးချောင်းနဲ့အတူတူမျောပါလို့သွားခဲ့ပြီးတော့ခုနှစ်ရက်ခုနှစ်ညတိုင်အောင်ရေပေါ်မှာဘောလုံးပေါနေခဲ့ပြီးဗိုက်စာလာတဲ့ခါမှာတော့သူကအင်းကြီးကိုသာကပ်ပြီးတော့စာလောင်မှုတွေကိုဖြည့်သိမ့်နေရတာပါ။လုံအောင်ထင်မသားပဲနဲ့မြေရဲ့အောင်နာမှာရေဒီကွန်တစ်ခုရှိနေခဲ့ပြီးတော့လှေကလေးကမြေအင်းထဲအတူတူမျောပါလာပြီးပို့ပြီးတော့မြန်ဆန်လာပါတယ်။ လေလီကအပြည့်ကင်းနဲ့ခရီးလီကိုကာဝယ်ပေးရင်းနဲ့ရေဒဂွန်စီကိုဒဲရိုးစီစဉ်သွားခဲ့ပြီးအမေဖြစ်တဲ့သူကောင်းငင်ဘောကနေမြစ်တာပို့နေတာလည်းဖြစ်နေပါတယ်။ကလီဟာဘေကင်းဆောင်တွေပဲအကျက်တဲကနေလွတ်မြောက်သွားခဲ့ပြီးတော့ဒါပေမဲ့လည်းရုတ်တရက်ဆိုသလိုထပ်ပြီးတော့မှမွေဝေးနှစ်ကောင်ကခရီးလီကိုစိုက်ကြည့်နေပါသေးတယ်။ပြပြဆိုဆိုခရီးလီကိုကြည့်နေရင်းနဲ့တရေတွေကြနေတာတွေ့ရပြီးတော့မဆောင်နိုင်တော့ပဲခုံပြီးတော့အုပ်လိုက်ပါတယ်။ကလီလီမှာစူပါဆွမ်းအားတွေရှိတယ်ဆိုတာဘသူကသိမှာပါလဲ။ တပတ်ကိုတကောင်းစီကန်လိုက်ပြီးတော့မွေပွေးရဲ့အုံနောက်တွေကိုညှစ်ပစ်လိုက်ပါတယ်။ဇုံနဲ့တွေကမြေပြေကလေလေးကိုတည်သွားခဲ့ပြီးတော့ချက်ချင်းပဲချစ်စရာကောင်းတဲ့ကလေးလေးရဲ့ဆွဲဆောင်တာကိုခံလိုက်ရပါတော့တယ်။သူကိုပြုစုပြုထောင်ပေးပြီးတော့မွေးစားဖို့အတွက်ဆုံးဖြတ်လိုက်ပြီးမျက်စိတမိအတွင်မှာပဲအနှစ်20ကုံစုံလို့သွားပါတော့တယ်။ကောင်းလေးကကလေးလေးအွယ်ကနေအင်မတန်အားကောင်းတဲ့လူငယ်အဖြစ်ကြီးပြင်းလို့လာပြီးတော့သူရဲ့ခနာကိုတစ်ခုလုံးကအားရီကိုဘယ်နေရာမှာမှထုတ်မသုံးပါဘူး။အင်္ဂါကိစ္စတွေမှာသာခနာကိုရဲ့အားကိုသုံးပြီးတော့ဒါပေမဲ့ဒီအလုပ်လောက်ကတော့သူ့အတွက်ကတော့လုံးဝအေးဆေးပါပဲ။ သူကတော်လေးကိုပြေးဝင်သွားခဲ့ပြီးတော့သူ့ရဲ့ခွန်အားတွေကိုတုံးပြီးတစ်ပင်တွေကိုဆွဲနှုတ်ပါတယ်။သူ့ရဲ့ဖေကဒါကိုတွေ့တဲ့အခါမှာအလွန်ကိုအံ့အားသင့်သွားပြီးတော့ကြည်ရတာအိမ်မှာတက်သားရောင်းပြီးတော့လေမိသားစုရက်တီလို့ရလာနေနေဆိုပြီးတော့မှအဲနောက်မှာတော့သူ့ရဲ့သားကိုတစ်ပင်တွေဆက်ပြီးတော့ဆွဲနှုတ်ဖို့တိုက်တွန်းပါတော့တယ်။တပည့်ကလည်းကိုတိုင်ကိုထင်းခုတ်ဖို့သွားနေပြီးတော့မှမထင်ထားဘဲနဲ့သူ့ရဲ့နောက်ကျောဘက်ကနေဝဲဝင်နေကြီးတကောင်အလစ်ဝင်ပြီးတော့တိုက်ခိုက်ခြင်းကိုခံရပါတယ်။ဝဝင်ရဲ့ထက်လွန်းလာတဲ့လက်သေးတွေကြောင့်ပဲကောင်လေးရဲ့ဖေဟာမြေပေါ်ကိုမှောက်ကျသွားခဲ့ပြီးတော့ကောင်လေးကလည်းအတန်ကြာတာနဲ့အမြန်ဆုံးပြေးထွက်လာပါတယ် အမြင့်ကြီးကိုခုံလိုက်ပြီးတော့ဝဝင်အနေကြီးကိုခုံအောင်လိုက်ပြီးဒါပေမဲ့လေဝဝင်အနေကြီးကကင်တွေရတာကတော့မလွယ်ကူလှပါဘူးဝဝင်ကြီးကလက်သေးနှစ်ဖက်နဲ့ကောင်လေးကိုအတင်းဖမ်းပြီးတော့မှချုပ်ထားပါတယ်ဒါပေမဲ့လေကောင်လေးကတော့ဒီလိုအာသုံးရတဲ့အပိုင်းဒီမှာမရှုံးခဲ့ဘူးပါဘူးဒီတော့ရဲ့ဘရင်ဖြစ်တဲ့ဝဝင်အနေကြီးဟာကောင်လေးရဲ့အကွက်နှစ်ကွက်ကိုလုံးဝမခံနိုင်ခဲ့ပါဘူးကောင်လေးရဲ့တန်လက်သေးနဲ့အထိုးခံလိုက်ရပြီးတော့ကျယ်ရီလာတွေလည်းမြင်းသွားရပြီးချက်ချင်းပဲမူးလေလို့သွားပါတယ်ကောင်လေးကအမြန်မဲ့သူ့အဖေဘက်ကိုကောင်းလှည့်ပြီးတော့လှမ်းကြည့်လိုက်တဲ့အခါမှာတနာစရာသူ့ရဲ့အဖေကထင်မထားနိုင်ပေနဲ့တုံးလို့သွားပါတော့တယ် ဒါနဲ့ပဲဒေါသတကြီးနဲ့ကောင်လေးဟာဝဲဝဲနေကြီးကိုဆွဲဖမ်းလိုက်ပြီးတော့တကာတဲ့အာဂါသာလေးကိုလွှင့်ပြစ်လိုက်ပါတယ်။တနာစရာဝဲဝဲနေကြီးကတော့တင်ရင်တော်မှအပြေချလို့ရမှာမဟုတ်ပါဘူး။သူမလူသားတယောက်ကိုအရှုံးပေးလိုက်ရရုံနဲ့မကဘဲနဲ့ဝေးလံတဲ့အာဂါသာပြင်မှာပါ။ရမှာဖြစ်ပြီးဝိုင်းနေခြေခွဲနေတဲ့ကောင်လေးကတော့ဒေါသတွေကိုဖြေးဖြောက်ဖို့အတွက်ကြောက်ထွန်လို့နေပါတယ်။ဒါပေမဲ့တရွာလေးသားနောက်ထပ်သတင်းစိုးတစ်ခုယူလာခဲ့ပြီးတော့ကောင်လေးကတော့အဖေကိုဆုံးရှုံးလိုက်ရလို့ဝိုင်းနေပြီးကြောက်ထွန်နေတာဖြစ်ပြီးတော့မှတောင်းနေတဲ့ကြက်သားတွေကလည်းနေရောင်းအောင်မှတက်လက်လက်နဲ့တောက်ပြောင်လို့နေပါတယ်။ ဲ့ဒီအချိန်မှာပဲတရွာရဲသားမောင်ခွေးကစာလာပို့ပါတယ်သူရဲ့အိမ်မှာတခုခုဖြစ်နေတယ်တဲ့ကောင်လေးကသတင်းကြားတာနဲ့ပဲအမြန်အိမ်ကိုပြေးသွားလိုက်ပြီးအိမ်မီရောက်လို့ကြည်လိုက်တဲ့အခါမှာတော့သူ့ရဲ့အမေဟာမြေကြီးပေါ်မှာလဲကျလို့နေပါတယ်။ဒါနဲ့ပဲအမေဖြစ်တဲ့သူကိုချက်ချင်းကောက်ပွေးလိုက်ပြီးအမေဖြစ်သူကနိုးလာခဲ့ပြီးတော့ကြောက်ရွံ့နေတဲ့မျက်နှာနဲ့သူ့ကိုပြောပြပါတယ်။အိမ်ကိုထူးဆန်းတဲ့အရာကြီးရောက်လာတယ်လို့ပြောပြပြီးချင်းမှာအသက်ထွက်သွားခဲ့ပြီးတကယ်တော့ဆက်ငှက်ကြီးတကောင်ပြန်လာတာပဲဖြစ်ပါတယ်။ကောင်လေးကချက်ချင်းပဲကြောက်ဆက်ပေါ်ကဒုတ်ကိုယူလိုက်ပြီးတော့ဆက်ငှက်ကြီးကိုဒုတ်နဲ့လှမ်းပြီးတော့ပုတ်လိုက်ပါတယ်။ ဒါပေမဲ့အငှက်ကြီးရဲ့ပါဇက်ကအရန်ကုန်မှထက်ပါတယ်။သူ့ရဲ့တင်သားတို့ကိုနှစ်ပိုင်းဖြစ်ပြလိုက်ပြီးကောင်လေးဟာထက်ပြီးတော့ပစိန်ကိုဆွဲပြီးတော့ပြစ်ပေါက်ပြန်ပါတယ်။နောက်ဆုံးမှာတော့ငှက်ကြီးကိုနည်းနည်းလေးထိခိုက်သွားခဲ့ပြီးဒါပေမဲ့လည်းဒင်ဟာရောက်သွားတဲ့ငှက်ကြီးကတော့ပို့ပြီးတော့စိတ်တူလာပါတယ်။အတောင်မန်နဲ့ဟယ်ရီကိန်းမုန်တိုင်းတက်တယ်လို့ပဲကောင်လေးကိုမှောက်တော့အောင်လှုပ်လိုက်ပြီးထိတဲ့တကြားနဲ့ကောင်လေးဟာတင်သားချောင်းကိုကောက်ယူပြီးတော့အကြမ်းပြန်ပဲပြစ်ထိုးလိုက်ပါတော့တယ်။မမျော်လင့်ထားမင်းနဲ့ငှက်ကြီးရဲ့အဓိကနေရာကိုထုံးမိသွားခဲ့ပြီးတော့ငှက်ကြီးကတောင်ပန်းကိုနည်းနည်းလောက်ခက်ပြီးတဲ့နောက်မှာလုံးဝတောင်းလို့သွားပါတော့တယ်။ မျက်စိနမိတ်ဒီမှာပဲအဲ့ဒီနေရာမှာတင်ပျောက်ကွယ်လို့သွားခဲ့ပြီးကောင်ရီယာအရင်ဆုံးသူ့ရဲ့အမိကိုမိတချိုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မိတို့တို့ခုနဲ့အနည်း20တိုင်းနေထိုင်ခဲ့တဲ့အိမ်ကိုလည်းမိရှိုးလိုက်ပြီးကောင်ရီယာဒီလိုခြေခွဲစရာကောင်းတဲ့နေရာကနေထွက်သွားဖို့အတွက်ပြင်ဆင်လိုက်ပါတယ်ဘီအန်ဂျီကမင်းသမီးလေးအတွက်ကျင်းရတော့ရွေးချယ်နေတယ်လို့မောင်ခွေးကကောင်လေးကိုလာပြီးတော့ပြောပါတယ်အဲ့ဒါနဲ့ကောင်လေးဟာသွားပြီးတော့စမ်းကြီးဖို့အတွက်ဆုံးဖြတ်လိုက်ပြီးကောင်လေးကတယောက်ထင်းနဲ့အဆောင်တစ်ယောက်ကိုအသာလေးကင်တွေတိုက်ခိုက်လိုက်ပါတယ် ဒါပေမဲ့ဘီအန်ကြီးကဒါကိုမလုံလောက်သေးဘူးလို့ခံစားရပြီးတော့ထက်ပြီးတော့မြင်းရဲ့နေစင်းကိုစီစဉ်လိုက်ပြီးဘင်းလုံးရဲ့ဘင်းနှဖက်မှာလေခြုံထက်နေတဲ့အသားလေးတွေဓာရီတက်ဆင်လို့ထားပါသေးတယ်။ကစုံပေါ်ပြီးတော့ကောင်လေးစီကိုလာနေပြီးကောင်လေးဟာပထမဆုံးတိုက်ခိုက်တာတဲ့တစ်ချက်ကိုညင်ညင်တသာလေးခုံပြီးတော့ရှောင်လိုက်ပါတယ်။မြင်းရင်ကနောက်ထပ်တစ်ချိန်ခေါင်းမြန်လှည့်လာပြီးတော့ပြေးလာပြန်ပါတယ်။အဲ့ဒီကောင်မှာတော့ကောင်လေးဟာမရှောင်လဲတော့ဘဲနဲ့ကြက်သားတွေကိုတောင်းတင်းထားလိုက်ပြီးခြုံထက်နေတဲ့ဓားသွားတွေသူ့ရဲ့ခြေောက်ကိုထုံပြီးတော့အံ့ဩစရာကောင်းစွာနဲ့ကျိုးလို့သွားပါတယ်။ သူကလန်နေဘက်ကအာရီကိုတုံးပြီးတော့မှမြင်းရင်တွေကိုဆွဲလဲလိုက်ပြီးမြင်းရင်တွေဟာအရှိကိုတလန်းမှထက်မတိုးနိုင်တော့ပါဘူး။နောက်ဆုံးမှာတော့ရင်ကိုတစ်ချက်တည်းနဲ့လွှင့်ပြလိုက်ပြီးဘီရင်ကြီးနဲ့မင်းသမီးလေးတို့ဟာတာကိုတွေ့တော့အံ့အားသင့်လို့သွားပါတယ်။ဘီကအမကြီးတယောက်ကတော့ဂျူဒီယက်ဒီကောင်လေးဟာစူပါဆွမ်းအားတွေကိုပြသနေတယ်ဆိုပေမဲ့လေလူတွေအများကြီးကိုတော့သူကင်ွယ်နိုင်မှာမဟုတ်ပါဘူး။လူတွေနည်းနည်းလောက်ရှာပြီးတော့ထက်ဆန်းကြည့်ရင်ပိုကောင်းမယ်လို့ပြောလာတဲ့အခါမှာနောက်ထပ်ထပ်ပြီးတော့တာမာရီယောက်ျားရှေ့ရောက်ကွင်းထဲကိုတပြေးပြေးချင်းဝင်လာခဲ့ပါတယ်။ ကောင်လေးကအေးအေးဆေးဆေးပဲဘေးကိုသွားလိုက်ပြီးတော့ဘေးနားကပင်စီလုံးကြီးကိုဆွဲယူလိုက်ပါတယ်။ကောင်လေးကပင်စီလုံးတို့ကြီးနဲ့လွှဲရမ်းလို့နေပြီးတံမာလာတဲ့ယောက်ျားကြီးရှိရောက်ကိုအသာလေးခုခံထားနိုင်ခဲ့ပါတယ်။သူတို့အားလုံးကိုနေရာမှာဖိထားလိုက်ပြီးအရင်ညကစားထားတာတွေအကုန်လုံးပြန်ပြီးတော့ညှစ်ထုတ်ထားတဲ့အတိုင်းပါပဲ။နောက်ဆုံးမှာတော့အားကိုတစ်ချက်သုံးပြီးတော့ပင်စီကိုလှည့်မြဲလိုက်ပြီးပင်စီကြီးဟာအာကန္ဒအပြင်ဘက်ကိုလွှင့်ထွက်သွားတာလေးတွေ့ရပါတယ်။ဘင်ကြီးနဲ့မင်းသမီးလေးတို့ကအားလုံးဟာအားအားတင်းသွားပြီးကောင်လေးရဲ့စွမ်းကြီးဟာတန်တရားဝင်စရာလည်းမလိုတော့ပါဘူး။ ဘီနာခအမတ်ကလည်းခဏတာမှင်းတက်သွားပြီးတော့ကောင်လေးရနေပါတဲ့မိသားစုကမွေးဖွားလာတဲ့တာမန်လူတစ်ယောက်သာဖြစ်ပါတယ်။မင်းသမီးလေးရဲ့အချင်းအရောဖြစ်ဖို့ဆိုရင်တော့နည်းနည်းလိုသေးတယ်ဆိုတဲ့အတိပ္ပယ်နဲ့အရင်ဆုံးအချိန်တိုင်းတာတကူလောက်စောင့်ကြည့်ပြီးတော့မှထပ်ပြောကြရင်ပိုကောင်းမယ်လို့ဆိုပါတယ်။အဲတော့မှတော့ကောင်လေးဟာရင်းနှင်းကုန်မှတပြက်စီးလေးတဲ့အလုပ်ကိုရှာပြီးတော့ကံကောင်းတာကတော့မင်းသမီးလေးကသူ့ရဲ့ရဲရဲမှုကိုကြည်သွားတာပဲဖြစ်ပါတယ်။ညတိုင်းခိုးခိုးပြီးတော့သူ့ကိုလာတွေ့တဲ့လို့ကောင်လေးကမင်းသမီးလေးကိုထပ်ပြီးတော့သူ့ရဲ့စွမ်းရည်ကိုပြပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်။ အနောက်မှာတော့မင်းသမီးရဲ့လက်ကိုဆွဲပြီးတော့ကြောက်ကဘာဘေးကိုယောက်လာခဲ့ပြီးအရင်ဆုံးမင်းသမီးလေးကိုကြောက်ကဘာအောက်ကမြေကိုတစ်ချက်ကြီးခိုင်းပြီးတော့ကြောက်တုံးနှစ်တုံးကိုမရွှေ့လိုက်ပြီးတော့အောက်ကိုပြေးချလိုက်ပါတယ်။မြေကကြောက်တုံးနဲ့အတားခံလိုက်ရပြီးတော့ရေကဆပြီးတော့ရှမ်းလာခဲ့ပြီးကောင်လေးကိုတောင်းဝင်ပေးထားတဲ့မြင်းနှင်းကိုစီကိုတက်ရိုက်စည်းဝင်လို့လာပါတယ်။ကောင်လေးကဥဆောင်ပြီးတော့မင်းသမီးလေးနဲ့ပြန်လာတဲ့အခါမှာမြင်းနေကုတ်ကတိုက်စားခံရပြီးတော့တန်ရှင်းပြီးသားဖြစ်သွားပါတယ်။စိတ်လို့ရှားသွားနေပဲမင်းသမီးလေးဟာပိတ်စကားထားတဲ့မျက်နှာလှလှလေးကိုဖယ်ချလိုက်ပြီးကောင်လေးကလည်းချက်ချင်းပဲဆွဲလန်းလို့သွားပါတယ်။ မင်းသမီးလေးကိုသူ့ရဲ့နားလေးကိုဆွဲခုံမလို့လုံနေတော့ရှိသေး။ရုတ်တရက်ပဲလျှက်စည်းတစ်ခုအပြစ်ခံလိုက်ရပြီးတော့မြေပြင်ပေါ်လေးကျသွားခဲ့ပါလေ။ရုံမာတဲ့မျက်နှာနဲ့အမတ်ကြီးကအနောက်ကနေထွက်လာခဲ့ပြီးလက်စားတော့သူကအစိုးကြီးကလေးကလှပတဲ့မင်းသမီးလေးကိုလိုချင်တက်မှတ်နေတာပဲဖြစ်ပါလေ။အမတ်ကြီးကဘင်းကိုတက်ပြီးတော့မင်းသမီးလေးကိုတင်ပိုက်ချင်တာဖြစ်ပြီးသူဟာတန်ကျိုးရဲ့အကူအညီကိုသုံးပြီးတော့ကောင်းလေးကိုပင်လေတဲ့လွှင့်ပြဖို့တဲ့သူ့ရဲ့လူတွေကိုခိုင်းတာပါ။ဒါပေမဲ့လည်းအဲ့ဒီတန်ကျိုးလောင်းနဲ့ကောင်းလေးကိုဘလို့မှထိန်းထားနိုင်မှာမဟုတ်ပဲဒီကမှကောင်းလေးဟာမင်းသမီးလေးကိုတွားပြန်ခဲ့ဖို့တွေးနေပါလေ။ ကောင်လေးကခရီးတစ်ပတ်နဲ့ရဲတိုက်စီကိုအမြန်ရောက်လာခဲ့ပြီးအမတ်ကြီးကမိတော်သားကိုကင်ပြီးတော့နန်းတက်နေပြီဖြစ်ပါတယ်။မိတော်သားကဖျားရှင်ရဲ့လက်နဲ့ဖြစ်ပြီးတော့မှအဲ့ဒီချိန်မှာကောင်လေးဟာထူးဆန်းစွာနဲ့ရင်မဆိုင်နေတော့ပဲဓာရဲ့ခုတ်ချက်တွေကိုဇက်တိုက်ပဲရှောင်နေရပါတယ်။ရုတ်တရက်ပဲသူ့ရဲ့ခန္ဓာကိုယ်ဟာအနောက်ဘက်မှာရွှေအောင်ဓာတ်တက်လက်ရှိနေတာတွေ့ရပြီးတော့မှအမတ်ကြီးကအဲ့နောက်ကိုတွေ့တော့ကြောက်ပြီးတော့ဖြူဖက်ဖြူရောဖြစ်သွားပါတယ်။ဒါကိုဆွဲထုတ်လိုက်ရင်ရဲတိုက်ကြီးတစ်ခုလုံးပြိုကျသွားမယ်လို့ပြောပြီးကောင်လေးကတော့အဲ့လောက်ထိဂိမ်းမဆိုင်ပါဘူး။ဒါကိုဆွဲထုတ်ပြီးတော့အမတ်ကြီးနဲ့တိုက်ခိုက်ပါတော့တယ်။ ။ MG ရဲ့အတန်းနှလုံးကိုထိုးဖို့အတွက်အချိန်ကောင်းကိုရှာနေပြီးထိုးချလိုက်သလိုအဲ့ဒီအချိန်မှာပဲရဲတပ်ကြီးကစတင်ပြိုကျလို့သွားပါတယ်။ဒီကောင်မှာကောင်လေးကမင်းသမီးလေးကိုအမြန်ဆုံးခေါ်ပြီးတော့အပြင်ဘက်ကိုပြေးထွက်သွားခဲ့ပြီးရဲတပ်ကြီးကလည်းတပြေးပြေးချင်းပြိုကျသွားခဲ့ပြီးတော့မီးလောင်ကျွမ်းလို့သွားပါတယ်။မင်းသမီးလေးနဲ့သူမရဲ့ဟီးရိုးကပျော်ရွှင်ချမ်းမြေ့ဝင်နေပေဘဝကိုအတူတူဖြတ်တန်းလို့သွားပါတယ်။